ားလုံးပဲမင်္ဂလာပါခင်ဗျာ။ Phone Eva Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝသအနေနဲ့ယနေ့မိုးသီးထန်စွာရောက်တော့နိုင်တဲ့ဒေသများနဲ့မိုးသီးထန်စွာရောက်သောကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးခြင်းသတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမှာ အော်တိုဘာလ23ရက်နေ့မှ16ရက်နေ့ထိမိုးလေဝသခန့်မှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။မိုးရွာသွန်းမှုအခြေအနေကတော့အရှိတောင်လေပွေလိုင်းနဲ့အရှိမြောက်အထက်မြေလေအေးစီးကြောင်းများဝင်ရောက်လာမှုကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အလဲပိုင်းဒေသတချို့မှာနေရာကွက်ကြားမှမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါရယ်။အော်တိုဘာလ23ရက်နေ့ကနေ16ရက်နေ့ထိ ERD တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကင်းပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာမိုးကြီးပါမယ်။အော်တိုဘာလ16ရက်နေ့မှ16ရက်နေ့ထိ ။မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမိုးကြီးပါမယ်။တာယာရီခရိုင်မူပင်ခရိုင်ဟင်းသာရခရိုင်ရန်ကုန်မြို့တွင်းညောင်လေးပင်ခရိုင်ပဲခူးခရိုင်ကြိုက်ထုခရိုင်တထုံခရိုင်ဖားပွန်ခရိုင်မြဝတီခရိုင်မော်လမြိုင်ခရိုင်ဖားအန်ခရိုင်နေပြည်တော်ခရိုင်တန်တွဲခရိုင်ကြောက်ဖြူခရိုင်တောင်တွင်းကြီးခရိုင်မန္တလေးခရိုင်မကွေးခရိုင်နဲ့တရက်ခရိုင်တို့မှာအထူးသဖြင့်မိုးကြီးနိုင်ပါတယ်။ဆက်လက်ပြီးမိုးသီးထန်စွာရောသွန်းခြင်းကြောင့်မြေရေရှမ်းခြင်းအခြေအနေ30ချက်များနဲ့မြေရေချိန်များကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ ီကနေ့73ရက်စဲလာ2025ရက်နေ့နန်းနယ်6နာရီခွဲချိန်တိုင်းထွာချက်အရာမြေအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေဟာမနေ့ကညနေကနေ7နာရီတွင်နှစ်လက်မကန်ပြန်ကျသွားပါတယ်မြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့32.1ဒီဂရီဆဲလ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့16.8ဒီဂရီဆဲလ်စီယပ်တို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်919စင်တီမီတာ23မီခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ် မြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါတယ်ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ARI မြေထပ်ပိုင်းမှာမိုးဟွာအသစ်တင်ရှိနေပါမယ်ရံဖန်ရံခါ ARI မြေစုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသီးထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ARI မြေအထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမုန်တိုင်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။ ။ ARI မြို့တခြားနဲ့ချင်းရင်းမြို့တခြားမြေကမ်းဒီမြေနိတ်ဒေသများနဲ့မြေလူကျုံးများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ARI မြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းရင်းမြို့ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ခန်းဒီမြို့ဟာမနေ့ကညနေကနေ12နာရီအတွင်းဆဲလမ်မကန်ထက်ကြသွားပါတယ်။မုံရွာမြို့ဟာမနေ့ကညနေကနေ12နာရီအတွင်းနယ်လမ်းမကန်ထက်ကြသွားပါတယ်။ချင်းရင်းမြို့အထက်ပိုင်းမှာလက်တလုံးမိုးအားအနှဲငယ်ရှိနေပါတယ်။ မြေကြီးအကြအနေနေအောင်မှာဖြစ်ပါတယ်။ချင်းတွင်းမြေကြီးအတက်အကျပုံမှန်အနေထားကမှရှိနေပါပဲ။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းနေမြေကြီးဟာအနှဲငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းဒီမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဟ ோம் လင်းမြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မနက်ပြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။ဖောင်းပြေမော်လိုက်ကလေးဝမင်းကင်းကန်နီနဲ့မုံရွာမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ။ဆလဘီ ARM ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဗမာမြင့်ရဖြစ်ပေးခြင်းဆက်လက်ကြဆင်းနေပါမယ်။ယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရွှေကူမျိုးမြင့်ရဖြစ်ပေးခြင်းဆက်လက်ကြဆင်းနေပါမယ်။မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကတာမျိုးမြင့်ရအနှဲငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနေ့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ထီးခြားတပိတ်ချင်းမန္တလေးမြင်းမူပခုတ်ကူညောင်ဦးမျိုးတို့ရဲ့မြင့်ရများဟာဖြစ်ပေးခြင်းဆက်လက်ကြဆင်းနေပါမယ်။ချောင်းမျိုးရဲ့မြင့်ရအတက်ကြမရှိရက်တက်နေပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းနေ့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ မင်းမှုမြင့်ရာအတက်ကြမရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းဒီမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မကွေးမြို့မြင့်ရာအတက်ကြမရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။အောင်လံမြင့်ရာအတက်ကြမရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းဒီမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ပြည်မြို့မြင့်ရာအတက်ကြမရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်ခင်ဗျာ။စိတ်တော်မြင့်ရာအတက်ကြမရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဟင်္ဒရာနယ်ဇလုံမျိုးတို့ရဲ့မြို့ရများဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါရယ်ခင်ဗျာ AR မြို့ရမြင့်တက်မှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာထူးခြားမှုရှိလာရင်ချိန်တဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးအော်တိုဘားလ23ရက်နေ့မှာ16ရက်နေ့ထိမိုးကြီးနိုင်မဲ့ဒေသများနဲ့မိုးရင်ချိန်များကိုပြောပြပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေနဲ့မြန်မာနိုင်ငံရဲ့မိုးလေဝသခန့်မှန်းချက်ကတော့အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းအထက်အမြင့် 9.8ကီလိုမီတာမှာလေဝင်လိုင်းတစ်ခုဖြစ်ပေါ်နေကြောင်းတွေ့ရှိရပါတယ်။အဆိုပါလေဝင်လိုင်းဟာအနောက်အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားမယ်လို့သင်္ချာပုံစံပြုခံမှန်းရေးမော်ဒယ်များကဖော်ပြပါတယ်။အဲ့ဒီလေဝင်လိုင်းဟာအော်တိုဝါလာ73ရက်နဲ့74ရက်များအထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာဆက်လက်တည်ရှိနေတိုင်းတော်လဲအားကောင်းလာနိုင်မဲ့အခြေအနေမရှိပါဘူးခင်ဗျာ။လာမယ့်3ရက်အတွင်းမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုအခြေအနေကတော့ဤအခြေအနေများကြောင့်နောက်လာမယ့်တပတ်တာကာလအော်တိုဝါလာ73ရက်နေ့မှ16ရက်နေ့အတွင်း မြန်မာနိုင်ငံတဝမ်းလုံးမှာမိုးအနှဲငယ်မှာအသင့်တင့်ဆက်လက်ရွာသွန်းနိုင်ပါတယ်။မိုးများနိုင်တဲ့ဒေသများနေရာကွက်ပြီးမိုးကြီးနိုင်တဲ့ဒေသများကတော့တနင်္လာတိုင်းဒေသကြီးမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးပုံမိုးများနိုင်ပါတယ်။တနင်္ဂနွေလုံးဝမိုးရေချိန်ခန့်မှန်းချက်ကတော့၃ရက်အတွင်းမိုးရေချိန်၂လမှမှ၄လမှဝန်းကျင်ခန့်ရရှိနိုင်ပါတယ်။ဒေသလိုက်၃ရက်အတွင်းမိုးရေချိန်အတိအကျခန့်မှန်းချက်ကတော့တနင်္လာနေ့တိုင်းမှာမိုးရေချိန်၃လမှအထက်ရရှိနိုင်ပါတယ်။ ကရင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းချင်းပြည်နယ်ပဲခူးတိုင်းအရှေ့ချမ်းနဲ့အနောက်ချမ်းမန္တလေးတိုင်းဒေသကြီးတို့မှာမိုးရေချိန်နှစ်လက်မအထက်ရွာသုံးရရှိနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးနေပြည်တော်မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့မှာမိုးရေချိန်တက်တသမ5လက်မမှနှစ်လက်မအောက်ရရှိနိုင်ပါတယ်ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်အနှဲငယ်ပြတ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားနည်းနေပါတယ်။ဒီကနေ့မနက်ထီခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့မိုးပြင်းတွေတို့မှာနေရာအနှံ့ပြားနေပြီးတော့ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကျကျဲကျဲ ြန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြမိုးထချုံရွာပြီးတနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မွန်းတိုင်းကြိမ်ကြီးခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ရာရီတိုင်းဒေသကြီး၊တနင်္လာနေ့တိုင်းဒေသကြီးနဲ့မိုးပြည်နယ်တို့မှာနေရာအနှံ့ပြားရန်ကုန်နေပြီးတော့ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးတနင်္လာတိုင်းဒေသကြီးမှာနေရာကွက်ရွေမိုးကြီးနိုင်ပါတယ်။ကြွားရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟ ோம் လင်းမြို့မှာမိုးတကျင်းနေချိန်ထချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ ။ပသိမ်မြို့မှာမိုးတချင်နေချင်းထစ်ချုံရောပါမယ်။တဝဲမြို့မှာမိုးတချင်နေချင်းထစ်ချုံရောပါမယ်။မြေကြီးနားမြို့မှာမိုးတချင်နေချင်းထစ်ချုံရောပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။လားရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်ခင်ဗျာ။ မိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဒိန်အောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်အောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရစေခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်းနေရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပေမှာ၆ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထိချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။နေပြည်တော်နဲ့ဤတွက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထိချုံရောပါမယ်။ရွာရံရာနှုန်းပြဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့ဤတွက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထိချုံရောပါမယ်။ရွာရံရာနှုန်းပြဖြစ်ပါတယ်။ ဘန်ဒလေးမျိုးနဲ့အနီးတွက်တွက်မနှက်ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ရွာရရာနှုန်း80ဖြစ်ပါရယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။